ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နန်တွဲချန်နဲနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဆလန်တက်လေးမစတင်ခင်မှာ like and subscribe လေးလုပ်ပြီးတော့ဝီပြန်လေးလဲဖွင့်ပေးသွားကြအောင်နော်။ဟိုးရှိရှိတုန်းကလေမယားနှစ်ယောက်ဟာတောတောင်တွေဓာတ်ထဲမှာနေထိုင်စားတော့ကြပါတယ်။သူတို့နှစ်ယောက်ကအရန်ကိုစင်းရဲနွမ်းပါလွန်းတဲ့အတွက်ဟင်းတီဟင်းရွက်တွေစိုက်ပျိုးကစားတော့အသက်ရှင်နေခဲ့ရပါတယ်။ ကစုံနေုံလရောက်ပြီဆိုတော့မိုးတန်လေးတန်နေလဲကြားလာပါတော့တယ်အဲ့ချိန်မှာမိမဖြစ်သူကယောက်ျားကိုဒီလိုပြောလာပါတယ်မိုးတွေရမ်းချိန်တာပဲကျမချင်းမိုးရတော့မှနေတူတယ်ရှင်မြင့်လေးပါလေးသွားရှာတာပါလားကျမမြင့်ချင်းဆက်လေးစားချင်လို့မိုးကြပါစေရောဒါပေမဲ့ငါကြည့်ရတလို့လေဒီဒီလောက်ကျန်းပုံရရင်မိုးကမကြလောက်ဘူးဟာကျမထင်ကြလောက်ပါတယ်နေ့တိုင်းခရမ်းသီးတွေပဲစားနေရတော့ကျမဤလာပြီး တခြားလဲစားကျင်သေးတယ်။အေးပါမိမရဲ့ခဏလောက်တော့တီးခန့်တာဟုတ်ပြီလား။နိုင်ငံရေးချင်းနေမကောင်းတော့အလောက်ကလည်းအဆင်မပြေ။ကုံစင်းနှုံးတွေဒီလောက်တက်နေတော့ဘယ်ကနေပြဿနာယူပြီးမင်းကိုတော့ဝဲကျွေးရမှာလဲကွာ။ဒါဆိုရင်လဲအိတ်ကတ်ချက်ချုပ်ပြီးမဝယ်ရအောင်။ပစွန်ဒီငါးတွေသွားနိုင်ခဲ့ပါလားယောက်ျားရဲ့။အေးပါမိုးတွေကျလာပြီဆိုတဲ့ငါနဲ့ရောသွားနိုင်လာကျွေးမယ်ဟုတ်ပြီလား။နှစ်ယောက်သားပြောဆိုပြီးသွားတဲ့နောက်မှာမိုးကလည်းကျလာခဲ့ပါတယ်။ မိုးကြလာတော့ယောက်ျားဖြစ်သူဟာလည်းပေါက်ချက်တွေဓာတ်တွေယူပြီးတော့ချက်ချင်းထွက်သွားခဲ့ပါတယ်။မိမတာစင်ယောက်ျားဖားတဲ့ပစွန်တွေသွားနိုင်တော့မယ်နော်။ဟုတ်ပါပြီယောက်ျားရဲ့ရှင်သွားတဲ့ဆိုရင်လည်းသတိတော်ထားအောင်နော်။မိုးဟာကြပြီဆိုတော့တော်ကြာမွေအန်တရားရလည်းကြောက်ရသေးတယ်။အေးပါမင်းအိမ်မှာနေတာလည်းတကားတွေလုံလုံချုံချုံပိတ်ပြီးမှအိတ်ဟုတ်ပြီလား။သူတို့လင်မယားနှစ်ယောက်ပြောဆိုမှာစားပြီးတဲ့ချိန်မှာယောက်ျားဖြစ်သူ ဥအောင်ကလည်းလယ်ထဲကိုဆင်းသွားခဲ့ပါတယ်။လယ်ထဲဆင်းသွားတဲ့ချိန်မှာတော့မိုးတွေကလည်းအရန်ရွာ လေတွေအရန်တိုက်နေရနဲ့လေထဲလွင့်ပါမသွားအောင်ခန္ဓာကိုယ်မနေချိန်ပြီးသွားနေရပါတယ်။ဒါအပြင်လာမိုင်ညာပြည့်တဲ့အတွက်အားလုံးကမောက်မဲနေခဲ့ပါတယ်။အလင်းတန်းဆိုလို့ပိုးဆုံးကျူးအလင်းတန်းနဲ့ခွေးဟောင်တန်တွေပဲကြားနေခဲ့ပါတယ်။ဒါကြောင့်မလို့ဥအောင်ကလည်းနည်းနည်းကြိုးစမ်းလာခဲ့ပါတယ်။သူ့လေထဲရောက်သွားတဲ့ချိန်မှာတော့ ဖားတဲ့ငားတဲ့ရဲ့အော်တန်နေရစူညံပေါ်လောရိုက်နေတော့သူကြောက်တဲ့စိတ်ကြောင့်ပပျောက်သွားစေခဲ့ပါတယ်အမလီဖားတဲ့ငားတဲ့ကတော်တော်များမဲ့ပုံပဲအတန်ကိုစူညံနေရပဲငါများများဆဆယူသွားအောင်မေဒီတပတ်လုံးလုံးတော့ဖားတဲ့ငားတဲ့ပစွန်နေပဲစားတော့မယ်ကွာသူဖားတဲ့ငားတွေဖမ်းပြီးမကြခဲ့အချိန်မှာပဲပါမဲမသိတဲ့အတန်တခုကြားလာခဲ့ရပါတယ်ပါတဲ့လဲဟာပြီးတော့ဒီဖားတွေကလည်းထူးဆန်းလိုက်တာ ချက်ချင်းတော့အတန်တိတ်သွားကြရပဲ။ဂျာမမဟုတ်ငါ့တန်ကြားလို့များတိတ်သွားကြရလား။သူဟိုဟိုတီတီလက်ရှာကြည့်လိုက်တဲ့ချိန်မှာသူ့ကိုကြောပေးပြီးရှေ့တစ်ချက်မှာထိုင်နေတဲ့အရေးစိမ့်စိမ့်လေးတခုတွေးလိုက်ရပါတယ်။အဲ့ဒီချိန်မှာသူကလည်းတီလို့လက်မီးလိုက်တာပေါ့။ဘလို့လဲ။ဖားတယ်ငါးတယ်အများကြီးရနေပြီလား။သုံးလေးခါမင်းနေပြီမဲ့သူ့ကိုပြန်မပြေတဲ့အတွက်အဲ့ဒီအစိမ်းရောင်အလင်းတန်းက ပါလဲဆိုတာသိရအောင်သူလဲအနားကိုတိုးဝင်သွားခဲ့ပါတယ်။အနားရောက်တဲ့ချိန်မှာတော့အစိမ်းရောင်တစီကသူ့ဖက်လှည့်လာပြီးတီလို့ပြောလိုက်ပါတယ်။မင်းကဘသူတုံး။ငါနာမည်ကတော့ဘလို့ခေါ်တာတော့။မင်းကပါကိစ္စငါပိုင်နဲ့ထဲလာရှာဖို့စားတော့နေရတာတော့။ငါမင်းကိုအခုချက်ချင်းပဲကောက်ချိုးပြစ်မယ်။ဦးအောင်ကလည်းဘာပြောရမှန်းမသိနိုင်အောင်ကိုကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ အဲ့တစေကလည်းဦးအောင်နောက်ထက်ချက်မကွာလိုက်ကငါနဲ့ကိုကုတ်ချိုးတက်မေငါနဲ့ကိုကုတ်ချိုးတက်မေနေဦးရီအကုန်စားပြစ်မေမင်းဘလောက်ပြေးပြေးလုံးဝမလွတ်စေရဘူးလို့အော်ကာအနောက်ကနေထက်ချက်မကွာလိုက်နေခဲ့ပါတယ်အလို့ကြားလိုက်တဲ့အချိန်မှာဦးအောင်ကလည်းကြောက်ရွံ့စွာနဲ့အရင်ကချက်အရှိန်များအောင်ပို့ပြေးနေခဲ့ပါတယ်သူဘလောက်ပဲပြေးပြေးအဲ့တစေကတော့သူ့နောက်လိုက်နေသေးပါပဲ ။ဦးအောင်ရဲ့နောက်ကိုထိုက်ကျက်မကွာလိုက်နေခဲ့ပေမဲ့ဘလို့ဖမ်းရမှန်းမသိဖြစ်နေခဲ့တာပေါ့။နင်ဘလောက်ပဲထွက်ပြေးထွက်ပြေးငါးစီကနေမလွတ်နိုင်ပါဘူးကွာ။အမောခံနေပါနဲ့တော့မင်းအသေးကိုယူပြော့ငါ့ကိုကောင်းကောင်းကြွေးလိုက်စမ်းပါ။ဦးအောင်စူးစားပန်းဆန်းထွက်ပြေးရင်းနဲ့ရွာရှိကိုရောက်လာခဲ့ပါတယ်ရွာရှိရောက်လာတဲ့ချိန်မှာတော့သူလည်းအရင်မောဟိုက်နေတဲ့အတွက်အခုညီအော်တောင်းလိုက်ပါတယ် အမလေးအမလေးအမလေးကဲကြပါအောင်ကဲကြပါအောင်ကျမတဆင်ရကျွန်တော်လိုက်သက်စားနေတယ်အလို့အော်လိုက်တဲ့နောက်ခွေးဦးတန်နေဟောင်တန်တရားလည်းတရွာလုံးပတ်လောရိုက်သွားခဲ့ပါတယ်ဒါကြောင့်မလို့ရွာသားတွေအားလုံးကလည်းလက်နိုးကုန်လာခဲ့ကြတာပေါ့အလို့မြင်တဲ့ချိန်မှာတဆင်ရလည်းကြောက်လန့်ပြီးတော့တဲကိုပြန်ပြေးသွားခဲ့ပါတယ်မနေ့ရောက်လာတဲ့ချိန်မှာတော့ဥအောင်လည်း သူကြုံတွေ့ခဲ့ရတဲ့အရာတွေရွာသားတွေစီလိုက်ပြောပြနေခဲ့ပါတယ်။အမလီတငယ်ချင်းသိလား။မင်းညတော့ငါဖားတယ်ငါတယ်သွားနိုင်နေရလေ။ငါရှိတတဲ့ကြီးကွာ။အစိမ်းရောင်အရေးတခုငုတ်တော့ထိုင်းနေသလိုပဲ။ငါလည်းငါတွေရလားဘလောက်တောင်ရလဲဆိုတော့ချက်ခါချက်ခါမင်းညပေါ့။သူကငါ့ကိုလုံးဝမဖြစ်ဘူး။သူပါများဖြစ်နေရလဲဆိုတာသိချင်တာ ਨੇ ငါလဲသူ့အနာတိုးသွားခဲ့ရပေါ့ငါသူ့အနာရောက်တဲ့ချိန်မှာပဲ ငါစီကိုလှဲ့လာလိုက်တာဟေးငါလန့်တော့လန့်သွားပဲအဲ့တော့နင်ဘလို့လောက်လိုက်တော့ဘာလောက်ရမှာလဲကွာငါကလည်းလန့်ပြန့်ပြော့တကူလုံးလဲတုံလုံးနေပြီကွာပြေးတာတောင်ကောင်းကောင်းမပြေးနိုင်တော့ဘူးဟာတာဆိုမင်းကသူ့စီကနေဘလို့လွတ်လာနိုင်တာတော့ဘလို့လွတ်လာနိုင်ရမှာလဲဟာငါလည်းတရိပ်ဝင်လာတဲ့ချိန်မှာမလေးဖနက်မရအောင်ကိုပြေးတော့တာဟေးကြမ်းပြော့ तू ကလည်းငါပြေးတာအမြင်တော့ငါနောက်ထဲချက်မကွာလိုက်လာခဲ့တာဟေး ကြားပြင်လေငါ့ကိုနဲ့အသေးထုတ်ပြီးတော့ငါ့ကောင်းကောင်းပေးစားနဲ့အသေးထုတ်ပြီးတော့ငါ့ကောင်းကောင်းပေးစားဆိုပြီးတော့អော်သေးတာဟာအမလီကြောက်စရာကောင်းလိုက်တာဒီလိုသာဆိုရင်ငါတို့ဘလို့လို့ပြီးတော့ညတွေမှာဖားတယ်ငါတွေတွှရှာတော့မှာတော့ဟာကြောက်စရာကြီးဟာညပြောမနေပါနဲ့ကွာငါကတော့နေခင်းနဲ့မတော်ရဲတော့ဘူးဟာနင်ပြောတော့အဲ့တစီကနင်းနောက်လိုက်လာဆိုဘလို့လို့ရမှာလဲ ငါလည်းတွေ့သမျှခြုံတွေနှဲ့တဲ့အကောင်လုံးကိုဝင်တိုက်ဖြတ်ပြီးတော့ပြေးလာတာငါတို့ရွာထိပ်ရောက်တဲ့အချိန်ပဲရွာထိပ်ရောက်တဲ့အချိန်မှာငါကလည်းအကူကြီးလမ်းတောင်းတာပေါ့ငါအကူကြီးလမ်းတောင်းတော့တရွာလုံးမှာရှိတဲ့ခွေးတွေကလည်းငါ့ကိုကူညီတာပေါ့ဟောင်းတဲ့ကောင်ကဟောင်းဦးတဲ့ကောင်ကဦးနဲ့တရွာလုံးလမ်းပြတ်နိုးလာတဲ့အချိန်မှာအဲ့ဒီဇေကလည်းငါတို့ကိုကြောက်သွားတာထင်ပါလေတော်တဲ့ရောတခါတည်းပြန်ဝင်ပြေးသွားတော့ပါပဲမင်းကလက်လာနိုင်တယ်ဆိုတော့ဘေးစိုးလို့တော့တော်သားပဲ ေးกว่าငါနေရမှာဒါမင်းတို့စိန်တော့လွတ်လာနိုင်မယ်မထင်ဘူး။ရွာသားတွေအလိုကြားလိုက်တဲ့အချိန်မှာသူတို့တွေကလည်းညတီုံမထွက်ရဲတော့ပါဘူး။အဲ့ဒီအချိန်မှာသူ့တငယ်ချင်းပြစ်သွားတီလိုထပ်ပြောလှပြန်တာပေါ့။ငါထင်တီလိုလွတ်ထားလို့တော့မရတော့ထင်တယ်။သူဘဝတိတ်ပြောင်းတော့ငါတို့နီးလန်းရှာမှာရမယ်။နမို့စိန်ငါတို့ရွာသားတွေကလည်းအန်တရာကင်းမှာမဟုတ်ဘူး။သူပြောရတော့ဟုတ်တယ်ဟာ။ ငါတို့တွေကလဲရတဲ့လောက်ကင်စားတော့ကြတာဆိုတော့ဒီလိုရှိနေငါတို့ငတ်တိတ်ကုန်နေမယ်ပလုံးမအဆင်ပြေမှာမဟုတ်ဘူးမင်းပြောတာငါလည်းလက်ခံပါတယ်ဒါပေမဲ့သူဒီကနေပြက်ကွယ်သွားအောင်ငါတို့ဘယ်လိုလုပ်ကြမလဲမားတင်တော့ငါတို့တော်တဲ့တက်တက်လူတယောက်ကိုရှာမရမယ်ထင်နေတရရရမှာတော့သူ့ကိုနိုင်နေတဲ့လူတယောက်တော့ရှိမှာပါသွားမယ်သွားမယ်အဲ့လူကိုသွားရှာကြရအောင်ဟုတ်ကြဟုတ်ကြလာလာလာငါတို့တရရထဲသွားရှာကြရအောင် ီလိုနဲ့သူတို့အားလုံးကလည်းရွာတကြီးစီကိုသွားလိုက်ကြပါတယ်ရွာတကြီးစီရောက်တဲ့အချိန်မှာတော့ဦးအောင်ကလည်းသူ ကြုံတွေ့ခဲ့တဲ့အရာတွေကိုပြောပြလိုက်ပါတယ်အဲ့အချိန်မှာရွာတကြီးကလည်းဒီလိုပြန်ပြောလာခဲ့တာပေါ့နင်တို့ငါ့ကိုလာပြောပြတာတော့ဟုတ်ပါပြီငါကရွာတကြီးဆိုပေမဲ့အဲ့ဒီတစေကိုမောင်းထောက်နိုင်တဲ့ရည်ချင်းတော့ငါ့မှာမရှိဘူးဟာဒီလိုသာစင်တော့တဲ့ဘယ်သူမှဝင်ရတော့မှမဟုတ်ဘူးတကြီးတားဆွေငါတို့ပုံနှားစရာတိရဲအောင်သွားရှာကြရအောင်လေနောက်ပြီးတိုးတဲ့ဝင်သွားရင် ဆရာပုံနာငါတို့ကိုအားလုံးကိုကူညီလိုက်မယ်။တမ်းမယ်တမ်းမယ်။ဒါဆိုရင်ငါတို့ဆရာပုံနာသွားရှာကြရအောင်။ဦးအောင်နဲ့ရွာသားအားလုံးတို့ကလည်းမော်ဆရာပုံနာအိမ်ကိုသွားခဲ့ပါတယ်။မော်ဆရာပုံနာအိမ်ရောက်တဲ့ချိန်မှာတော့မော်ဆရာပုံနာကအဲ့ဒီတစီအချောင်းကိုမိန်မြန်လိုက်ပါတယ်။တစီအချောင်းအားလုံးနားထောင်ပြီးတဲ့ချိန်မှာကြာဘလို့ကြံပြက်လာရလဲဆိုတာမော်ဆရာပုံနာကနားလေလာခဲ့ရပါတယ်။အော်ဒီလို အမှန်တော့နေအဲ့ဖားတွေငားတွေတွားချောင်းတဲ့ညလှမိုက်ညပဲလှမိုက်ညဆိုရင်နေသူ့နေရာဝင်သွားအောင်သူကချက်ချင်းကိုချွတ်လာပြောမြင်းအသက်နှုတ်ယူသွားမှာနေအပြန်လွတ်လာနိုင်ခဲ့ရဆိုတော့ကန့်ကောင်းတော့ဗို့မြင်းကတော့တည်ကျင်လာပဲနော်အဲ့လိုလဲတွားရဲ့ဒီအေးလို့တော်သေးတဲ့ငားကလည်းသူ့လက်ထဲကနေလွတ်မြောက်လာနိုင်ခဲ့တာကျွန်တော်တို့သူ့ကိုရှင်းထုတ်ဖို့ပါနေလဲနေရှိလဲဆရာသူ့ကိုတိုက်ခိုက်ဖို့အကြမ်းငါတို့မှကျင်တုတ်လို့တယ် ပြီးတော့လူတိုင်းတားတွေပစိမ့်တယ်။လမ်းတွေ၊ကွတွေ၊များတွေအကုန်လုံးယူလာခဲ့။မရှိတဲ့လူအားလည်းတုံယူလာခဲ့ပေါ့ကွာ။ဒါမှအန်ဒရီယံမကြရအောင်ကိုယ့်အကိုခုခံကာကွယ်နိုင်စွမ်းရှိမှာ။မော်ဆရာပုံနာကလည်းအစီအစဉ်တွေဆွဲပြီးနောက်ရွာသူရွာသားတွေအားလုံးအစီအစဉ်တွေပြောပြလိုက်ပါတယ်။ဒီလိုနဲ့ရွာသူရွာသားတွေအားလုံးကလည်းအိမ်ပြန်သွားခဲ့ကြတာပေါ့။ညရောက်လာတဲ့ချိန်မှာတော့မော်ဆရာကခေါင်းဆောင်ပြီးတော့ရွာသူရွာသားတွေနဲ့အတူ ရွာထိပ်ကိုထွက်လာခဲ့ကြပါတယ်ရွာထိပ်ရောက်တဲ့ချိန်မှာတော့မိုးတန်လေးတန်နေကြားလာပြီးခွေးဟောင်တန်နေခွေးဦးတန်တွေနဲ့အမြအစိမ်းရောင်အရိတ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်အစိမ်းရောင်အရိတ်ထွက်လာတဲ့ချိန်မှာရွာသူရွာသားတွေအားလုံးကလည်းထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်အဲ့ချိန်မှာတစေကသူတို့ဒီလိုပြောလာလိုက်ပါတယ်မင်းတို့တွေဘာလာလောက်ကြတော့ငါ့ကိုလာပြီးစိန်ခေါ်တာပေါ့လေဟုတ်လား ငါမင်းတို့အားလုံးရဲ့အသည်းကိုဖောက်ပြောစားပြစ်လိုက်မှာဟာအဲ့လိုကြားလိုက်တဲ့အချိန်မှာအယံကိုကြောက်လန့်ပြီးအိမ်ပြန်ပြေးသွားတဲ့ရွာသားတွေလည်းရှိပါတယ်။တစီကိုမြင်လိုက်တော့မော်ဆရာကလည်းတလိုပြောလိုက်ပါတယ်။မင်းတို့တွေငါနဲ့လာတာဘာမှကြောက်စရာမလိုဘူး။ငါတို့တီချိန်တုတ်သုံးပြောသူ့တိုက်ခိုက်တာနဲ့ငါတို့အနိုင်ရနေပြီ။တစီကအဲ့လိုကြားတော့ချိန်တုတ်ဆိုက်ဆိုက်ကြည့်ပြီးတလိုပြန်ပြောလိုက်တာပေါ့။ဟာဟာဟာ ငါနေတော့မကြဘူးပထမဦးဆုံးငါမင်းကိုစားလိုက်မှာနေဦးရဲ့ပြပြောဆိုဆိုနဲ့တစီဟန်မော်ဆရာရဲ့လက်ဘင်းကိုပြေးလာညှက်လိုက်ပါတယ်မော်ဆရာကလည်းအသက်ကိုလှုပ်ရှုပ်ရင်းကထာရွတ်ဖက်ကတစီဟန်မျက်နှာကိုပတ်ပြန်လိုက်ပါတယ်ကထာနဲ့ပတ်ချန်းလိုက်တဲ့အချိန်မှာတော့တစီဟန်တစ်ကိုယ်လုံးပူလောင်နေခဲ့ပါတယ်သူပူလောင်နေတဲ့အချိန်မှာပဲရွာသူရွာသားအားလုံးကကြိမ်တုပ်တွေနဲ့သူ့ဝိုင်းပြီးရိုက်နှက်တော်တာပေါ့ ဝိုင်းပြီးရိုက်နှက်တဲ့ချိန်မှာနာကျင်လွန်းတဲ့အတွက် အသက်တောင်ပျောက်သွားခဲ့ရပါတယ်။အဲ့နောက်ပိုင်းပယ်တစီမှသူတို့ရွာထဲမဝင်လာရဲတော့ပါဘူး။ရွာသူရွာသားတွေအားလုံးကလည်းစိတ်ချမ်းသာစွာနဲ့လောက်ကင်စားတော့ကတဘောအလုံးပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတော့တယ်။ ဟုတ်ကဲ့ပါရှင်နန်းတို့ရဲ့တစီတူရဲ့လမိုက်ညဆိုတဲ့ဇက်လန်းလေးရလဲတင်မာတင်ပြီးဆုံးသွားပါပြီရှင်နောက်ထပ်ဇက်လန်းတွေမှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဇက်လန်းလေးတွေကိုလာရောက်ရွေးချယ်တင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်ဒီလိုစိတ်ဝင်စားစရာဇက်လန်းကောင်းလေးတွေကိုကြည့်ရှုချင်ပြီဆိုရင်တော့နန်းတို့ရဲ့ channel လေးကို like and subscribe လေးလဲလုပ်ပေးပါကြအောင်နော်ကြည့်ရှုအားပေးမှုအတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်